ါနဲ့ CB ကဘာဖြစ်လို့ AA နဲ့တွားပြတော့မဟာမိတ်တွားလို့တာလဲနင်းတို့အာ CB ကျွန်တော်တို့ချင်းလူမျိုးသေးမှာပဲပေါ့နော်အာ CDF တွေတခုနဲ့တခုတဖွဲ့နဲ့တဖွဲ့တရွာနဲ့တရွာပေါင်းပြီးတော့မဟာမိတ်လို့တာမလောက်ဘူးလားကျွန်တော်တို့ရဲ့မိတ်ဆွေ CNF ကလည်းကျွန်တော်တို့ကိုဒါမျိုးပေါ့ဒီ platform တွေကချင်းပြင်းနေဖြစ်တယ်ဆိုတဲ့ဟာအခိုင်အမာပြောတယ်ကျွန်တော်တို့ကလည်း ဒီ black work ကိုဝင်လာကြတဲ့ကတိတ်ပိုက်မယ်လူယူမယ်ဆိုတဲ့သဘောထားမျိုးတခါမှလည်းမရှိခဲ့ဘူး black work မှာရခိုင်ကိုစာပြီးအခြေချခိုင်းတာကဒေါက်တာရွှေခါလေဒေါက်တာရွှေခါရဲ့လက်မှတ်နဲ့ black work မှာရခိုင်ကိုအခြေချဖို့ခွင့်ပြုခဲ့တာလေအဲ့ဒီစာကိုမြင်တဲ့လူအခုတဲရိုက်ရှိပါပဲအခုနှစ်ယောက်ရှိတယ်မြင်ပြီးတဲ့လူအရင်ကဝန်ကြီးလုပ်တဲ့စီပင်ဝန်ကြီးလုပ်တဲ့ဦးစိုးထက်အခုအသက်ရှင်ရှိသေးတယ် ဒါကျွန်တော်တို့ချင်းပြည်မှာလွတ်တော်မှာလုံတော့ကပေါ့ဗျာအဲ့ဒီချိန်တုန်းကသူတို့ကအစိုးရအဖွဲ့ပေါ့ဥလျံလွယ်ဝင်ကြီးချုပ်ဒါဥလျံလွယ်နဲ့ဥစိုးထက်ကိုတိုင်ကိုဘူချုပ်ဖုံးမြတ်ကအဲ့ဒီစာကိုပြတာဒေါက်တာရွှေခါရေးစာကြည်မင်းတို့ဒေါက်တာရွှေခါကဒီလိုပေးလို့ရခိုင်ကအဲ့မှာနေရယူတာပဲနော်ဘာကြောင့်ပေးတယ်ဆိုတော့သူတို့နောက်ွယ်ကဟာတော့ဘယ်သူမှမပြောလို့ကိုဦးနှောင်းနဲ့ကိုပဲစဉ်းစားပေါ့အလကားတဲ့တဲ့နဲ့သူနေခိမ့်သလား ဘာတွေယူလဲကျွန်တော်တို့မသိဘူးအဲ့ဒါတော့ဒါပေမဲ့ပြီးတဲ့အစာကိုတိုင်းကိုဘိုးချုပ်ဖုံးမြက်က2010ခု18လောက်မှာဖြစ်ပါတယ်ဦးလျံလွယ်နဲ့ဦးစိုးထက်ကိုတိုင်းကအဲ့ဒီစာကိုတွေ့ရတာဖြစ်ပါတယ်သူတို့နှစ်ယောက်လုံးအသက်ရှင်သေးတယ်နော်သူတို့နှစ်ယောက်လုံးကိုမေးနိုင်သေးတယ်ကျွန်တော်လင်္ကလာမလင်ဘူးလားဆိုတဲ့ညနာမည်လေးပြောပြီးသားဘိုးချုပ်ဖုံးမြက်စာပြတဲ့ပုဂ္ဂိုလ်ကအေးအဲ့ဒီစာကိုတော့မိတူကူးခွန်းတော့မပေးဘူးဒါအမှန်တည်းပြောတာပဲအဲဒါကြောင့်ဘသူရခိုင်ကို ဘလဝကိုဘသူကအရင်နေရာချခိုင်းတယ်လဲဆိုတာဒါကိုပြောတာပါဘလဝနေကိုဇခိုင်တောင်တန်းဒေတာဆိုတဲ့နာမည်ကြောင့်ဟိုဒုံကမြာဇခိုင်လူမျိုးတို့ရဲ့နေပေအုတ်ချုံမှုနေပေမှာရုတ်ခဲမှုတလားဆိုတဲ့မိခွန်းတွေရှိတယ်အဲတချို့ကလည်းအဲ့ဒလူပဲထင်နေကြတယ်ဆိုတော့ကျွန်တော်ကတမိုင်းကိုတင်ခဲ့တဲ့လူဆိုတော့တမိုင်းစုတော့နဲ့အဲ့ဒါကိုအမေရန်ပြန်ပြန်ပြီးတော့ဖြေရှင်းခဲ့ပါတယ်အဲ့လိုဖြေရှင်းတဲ့နေရာမှာ ကျွန်တော်တို့တမိုင်းအထုတ်ထားဆိုတာလိန်လေလုံလိန်လိန်လေလုံမရပါဘူးတို့တော့ကျွန်တော်တို့ငင်းအောင်တွေဖြစ်တယ်ကျွန်တော်တို့ဒီကကျွန်တော်တို့စကားပြောဆိုတဲ့ခါမှာလူမျိုးတစ်မျိုးချင်းကြမှာရန်လုတ်တဲ့စကားမုံတီးတဲ့စကားကျွန်တော်တို့ပြောမှာမဟုတ်ဘူးအာတမိုင်းကိုကျွန်တော်တို့ပြောချက်ချင်းပဲဖြစ်တယ်လို့အာစကားပြင်ခံချင်ပါတယ်ဆိုတော့ကျွန်တော်တို့တမိုင်းကိုပြောတဲ့နေရာမှာဟို ကျွန်တော်တို့ initial ဖြစ်တဲ့ဗမာလူမျိုးတွေနဲ့ဇခိုင်လူမျိုးတွေမွန်လူမျိုးတွေကကိုတုံးကတို့တော့အမျိုးသားနိုင်ငံတော်တွေစင်ဘီယန်တွေရှိခဲ့တဲ့လူမျိုးတွေဖြစ်တယ်ဆိုတော့တို့တို့အနေနဲ့တို့တို့အနေနဲ့မိကိုတီတီကြဲကြဲတတ်မှတ်တဲ့လူမျိုးတွေလည်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့အနေနဲ့တို့တို့တမိုင်းကိုအာလေးစားတံဖူထားတော့အပြင်ကျွန်တော်တို့ပြောရမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီတမိုင်းကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်အင်္ဂလိပ်မြန်မာစီပွေးမတိုင်ခင်မှာဇခိုင်နဲ့ ဗမာလူမျိုးတွေရခိုင်မြန်မာစီးပွေးဆိုတာရှိခဲ့တယ်။သူတော့ဘူတော်မောင်ဝဲလောက်ခေါ်တဲ့ဘူတော်ဖျားလေးထဲတုန်းက1984မှာ1984မှာမြန်မာနဲ့ရခိုင်တွေတိုက်ပွဲဖြစ်ခဲ့တယ်။အဲဒီကာလတုန်းကမြန်မာတွေနိုင်လို့ရခိုင်လူမျိုးတွေရဲ့မင်းနေပြည်တော်မြို့ဦးကိုသူတို့တင်ပိုက်ခဲ့ပါတယ်1984မှာသူတို့အဲ့ဒီကတည်းကရခိုင် မြန်နိုင်ငံတော်ဆိုတော့မြန်မာလူမျိုးတွေရဲ့လက်အောက်ကိုကျရောက်ခဲ့တယ်။နောက်တိတ်မကြဘူးအင်္ဂလိပ်မြန်မာစီပွဲဖြစ်လာတယ်။အင်္ဂလိပ်မြန်မာစီပွဲဖြစ်လာတော့အင်္ဂလိပ်တွေကမြန်မာတွေကိုနိုင်ခဲ့တယ်။အဲ့လိုနိုင်တဲ့တွေ့ကြောင်မြန်မာတွေရဲ့ပိုင်နစ်နေနေမိတ်နှစ်ခုကိုဇခိုင်းအဲမြန်မာမျိုးတွေကအင်္ဂလိပ်ကိုပေးခဲ့တယ်။အဲ့ဒါရန်တပူစာထုတ်ရပေးခဲ့တာဖြစ်ပါတယ်။ ရန်တပူစာချုပ်ရပေးခဲ့တာဖြစ်တယ်။ဆိုတော့အဲ့ဒီရန်တပူစာချုပ်ကနေနမိတ်တွေအတိအကျရှိတယ်။ဒါကျွန်တော်တို့အနေနဲ့ခိုင်မာကြည့်လို့ရတဲ့အစာချုပ်စာတမ်းဖြစ်ပါတယ်။အဲ့ဒီစာချုပ်ကိုကြည့်မိရင်ရခိုင်မင်းတွေပိုင်တဲ့နေမင်းအလုံးကအင်္ဂလိပ်လက်ထက်ကိုအဲ့ကာလကကျယုံခဲ့တယ်။အဲ့လိုကျယုံခဲ့တဲ့ကဘလဲဝပါသလားဆိုရင်လုံးဝလုံးဝမပါခဲ့ပါဘူး။ဘာဖြစ်လို့လဲ ဘလဲဝကမိတော့ခါမှရခိုင်ပြည်တို့ပိုင်နေနေပြီဒီမှာတခါမှမရှိဘူးကျွန်တော်တို့ချင်းလူမျိုးတွေပိုင်နေနေပြီဖြစ်တယ်ချင်းပြည်ဖြစ်တယ်ချင်းရံဖြစ်တယ်အဲ့ဒီအဲ့ဒီပြည်ကြောင့်ကျွန်တော်တို့အဲ့ဒီရန်တပူစာချုပ်ရဘလဲဝအင်္ဂလိပ်လေးထင်မကြောက်ဘူးအဲ့ဒီနောက်ပိုင်းညပေါင်းတရာလောက်ကြာမှပဲအင်္ဂလိပ်လူမျိုးတွေကစစ်စင်ကြီးတီးတန့်စစ်စင်ကြီးတစ်ခုကိုရှင်တွေးပြီးတော့ဟိုရခိုင် ဟိုမခေါ်မလဲကလတာမီယူတချို့ပေါ့လေဟိုဒီခိုင်ပြီးရနေပြီးတော့ကျွန်တော်တို့ချင်းပြီးကလေးမျိုးကိုလာပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်အဲ့ဒါလို့လာတိုက်ခိုက်တဲ့တွေ့ကြောင်ကျွန်တော်တို့ဒီစစ်စင်ကြီးကိုတရုတ်ကဒီခိုင်ပြီးရနေတစ်ဆက်တစ်ဆက်ဆောင်ရွက်တဲ့တွေ့ကြောင်ဒီခိုင်တောင်ပန်းတွေသာအာရကန်ဟစ်ထက်ဆိုတဲ့နာမည်ကိုအင်္ဂလိပ်တွေပေးခဲ့တဲ့နာမည်ဖြစ်ပါတယ်ဆိုတော့အဲ့ဒီစစ်စင်ကြီးကဘလဲဝတ်ကိုတရားဝင်တရားဝင် အင်္ဂလိပ်လေးသေးတွတ်နိုင်ခဲ့တာ1905ခုနှစ်မှာပဲဖြစ်တယ်။ညံတူပူစာထုတ်ထုတ်ဆိုပြီးခေပေါင်းတရာကြာမှာပဲဖြစ်။ဘလဲဘောကအင်္ဂလိပ်တို့ကတိမ့်ပိုင်နိုင်ခဲ့တာဖြစ်တယ်။အဲ့ဒီတွေ့ကြောင်ဒီတမိုင်းထုတ်ထားတွေကိုကြည့်မေးဆိုရင်ကျွန်တော်တို့အဲဘလဲဘောဆိုတာအဲ့ဒါဘာမှမခွင့်မရှိမရှိတဲ့အကြောင်းအရာတစ်ခုဖြစ်တယ်။အဲ့ဒါမသိတဲ့လူတွေလူငယ်တွေအတွက်ဘုဟုတုတ္တရှိအောင်ကျွန်တော်တို့ရဲ့ အကြောင်းကိုပြောချင်တယ်လို့ပြီးတော့ဒုတိယအနေနဲ့တချို့တွေကပြောတယ်ဟိုအင်္ဂလိပ်တွေတိမ့်ပိုက်တုန်းက chin hill regulation တွေမှာဘာဖြစ်လို့ပလဲဝါမပါခဲ့တယ်လဲဆိုတော့အင်္ဂလိပ်တွေကျွန်တော်တို့ chin pi ကိုစပြီးတော့တိုက်ခဲ့တင်ပိုက်တုန်းက chin pi အလုံးကိုတို့မသိနိုင်ပါဘူး chin pi အလုံးကိုတို့မသိနိုင်ဘူးမသိနိုင်တဲ့အတွက်တို့သိနိုင်တဲ့ဒီတတ်ဒီတတ်ကိုပဲကျွန်တော်တို့ chin hill regulation တွေမှာထည့်ခဲ့တာဖြစ်တယ်ဆိုတော့ တခြားချင်းပြည်တွေရဲ့တခြားစိတ်ပိုင်းတွေကို1996မှာသူတို့တင်ပိုက်ပြီးတော့ချင်းဟီလူကလေးစင်ရနေနမိတ်တပ်ဖတ်ပေးတယ်။အဲဒီကာလတုန်းကဗီတရှတ်တွေကလည်းဘလက်ဝတ်ကိုမသိနိုင်သေးဘူး။ဆိုတော့ချင်းဟီလူကလေးစင်ကို1996မှာပြတ်ထန်းတဲ့ချိန်မှာဘလက်ဝတ်ကမပါသေးတဲ့အတွက်အဲဒီချိန်မှာဘလက်ဝတ်မပါတာပဲဖြစ်တယ်။သူတို့သူတို့နောက်ပိုင်းချင်းလူကလေးချင်းပြတ်ထန်းပြီးတဲ့နောက်ပိုင်းချင်းနှိပါကြမှာ1905မှာဒီကုနေကြမှာ ပင်ပိုက်တာဖြစ်တဲ့အတွက်ဒါလေးတွေကျွန်တော်တို့အနေနဲ့ဒီသမိုင်းလေးတွေကိုကျွန်တော်တို့ကလူငယ်တွေဒီမှာကျွန်တော်တို့နားထောင်တဲ့လူငယ်တွေအားလည်းအဲ့ဒါလေးကိုဖတ်ထားပြီးတော့ဒါကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ရဲ့အသေးနှလုံးဖြစ်တဲ့ flavor ဆိုတာကျွန်တော်တို့ပိုင်းနေနေနေဖြစ်တဲ့ကျွန်တော်တို့ပြည်သူတွေနေထိုင်တဲ့ဒေသဖြစ်တဲ့ကျွန်တော်တို့က flavor ဒေသမှာလာပြီးတော့လှူရှားတာကတော့ကျွန်တော်တို့ကဘယ်လိုပြောမလဲဆိုတော့ဒီ6ဆံရည် ပေါ်တော့စစ်စင်ရေးအတွက်ပဲကျွန်တော်တို့ကလာလို့လှူရှားတာဖြစ်တယ်။ဟောဆိုစီရေးပေါ်တော့ဖြစ်တော့ဒီအခိုင်တောင်တန်းဒေသလိုပေါ်ခဲ့ပြီးပြအပေါ်ပိုင်းမှာအဲ့ဒါပေါ်မှာအပြောအဆိုလေးနည်းနည်းပါးပါးရှိအောင်ရှိမယ်။ပြီးတော့နိုင်ငံတခြားအပြည်ပတွေကအကူငီတာထဲနဲ့အာမလော့မလော့ဘူးလားမလော့လို့အေးအေးကိုတွားတွေးတာလားပေါ့နော်ကိုဟာနဲ့ကိုအဲ့လိုရက်တီပြီးတော့အင်းအားကောင်းဒီဖြစ်စေမကောင်းဒီဖြစ်စေအဲ့လိုနဲ့ အစီစီရရောစီဘီရရောအမ်မြေအောင်လံကိုတိုက်ရင်ဒီလိုရိုးရိုးသားသားလေးတွားလို့မရဘူးလားဘာဖြစ်လို့အေအေကိုတွားတွေးတာလဲ what is uh, the secret uh, behind of cb uh, interest ဘောနော် interest ရှိသလားမရှိဘူးလားဆိုတာအမ်ကိုရောမှာကိုမေ့ချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့မှာ အာပြောစရာချက်တော့နှစ်ချက်ရှိပါတယ်ဟုတ်ပထမတစ်ချက်ကကြတော့အဲ့ဒီ CNF console နဲ့ကျွန်တော်တို့ CJDC GMC မှာတောက်လျှောက်တွေ့ခဲ့ပါတယ်မဟာမိတ်လောက်ကြမယ်ဆိုတဲ့အချိန်မှာသူတို့ပြောတဲ့စကားပါပဲကျွန်တော်ကချင်းချင်းချင်းညီကိုတွေပဲမဟာမိတ်ပြန်มาလောက်ဆရာလို့လို့မယ်မဟာမိတ်ဆိုတာထက်တော့မှပုံမှန်ရင်းနှီးတဲ့ဆက်ဆံရှိရလို့မဟာမိတ်လောက်ဆရာမလို့ဘူးဆိုပြီးမှအဲ့လိုမျိုးဆွေးနွေးခဲ့တာလည်းရှိပါတယ်ဟုတ်ခုနပြောတဲ့ ျွန်တော်တော်နိုင်ရေးကိုတော်နိုင်ရေးနဲ့တူအောင်မြင်ဖို့လိုပါတယ်။ချင်းပြည်နယ်မှာ2021မှာ2021တနှစ်ထဲပဲကျွန်တော်ပြောပါမယ်။2021တနှစ်ထဲနဲ့ကျွန်တော် Minta CDF ကတိုက်ပွဲပေါင်း200လောက်ရှိနေပြီ။တိုက်နေပြီ။ချင်းပြည်နယ်မှာတခြားတော်လှန်ရေးတပ်ဖွဲ့ CDF က CDF ဟော CDF ဟောင်းရန်ပညာပညာပေါ်လာတဲ့တခြား CDF တွေ14 15ဖွဲ့လောက်ရှိတော့မယ်။ ရှိတဲ့ည14စိန်5ဖွဲ့အကုန်လုံးတိုက်တဲ့တိုက်ပွဲဒီ CDM တက်တပွဲတပွဲထည့်တိုက်တာ ਨੇ တဝက်တောင်မရှိပါဘူးတိုက်ပွဲချင်းနေတိုက်ရတာပြောတာပါစိတ်ကောင်းစီပေါင်းစုံစစ်ကြောင်းထိုးတယ်ကျွန်တော်တောက်လျှောက်တိုက်လာတယ်ဆိုတော့တောက်လျှောက်တိုက်လာတဲ့အချိန်နေမှာရှင်းရှင်းပြောရင်ချင်းကြီးနေမှာလက်နဲ့တာကင်ကြတာလက်နဲ့ကင်တပ်ဖွဲ့တရင်တပ်ဖွဲ့နဲ့ဒူတဲ့တပ်ဖွဲ့တပ်ဖွဲ့မှာမရှိသေးဘူး CNA CNF လက်နဲ့တာကင်လာတာကြားပြီးတကယ့် ကြစ်ကြစ်လစ်လစ်တက်ရခရနေရှိတဲ့တပ်ဖွဲ့မဟုတ်ဘူး CDF မင်းတပ်မဟုတ်ဘူးမဖြစ်သေးဘူးမရာမဖြစ်သေးဘူး CNDF မဖြစ်သေးဘူး PDF ဆိုလည်းမဖြစ်သေးဘူးကျွန်တော်တို့အလုပ်လုပ်ဆရာအများကြီးရှိသေးတယ်အဲ့လိုလိုမျိုးကျွန်တော်တို့ရှေ့ဆက်တိုးတက်ဆရာတိုးတက်ဆရာတီဆောက်ဆရာပြင်ဆင်ဆရာအများကြီးလိုသေးတယ်ဆိုတော့ခုနပြောတဲ့ကျွန်တော်တို့တစ်ဖက်မှာလည်းပြန်ကြည့်ပါကျွန်တော်တို့ဘာဖြစ်လို့ A နဲ့တော်ဖို့ငါတလဲ A နဲ့မဟာမိတ်လို့လာတလဲ တခါတည်းတန်ချင်းပါဆိုပါစို့ဟိုကျွန်တော်တို့ကအေအေနဲ့မဟာမိတ်သွားလောက်တာကူညီကြတာအဖြစ်ပြောနေဆိုရင်အန်ယူဂျီကခင်အေနဲ့မဟာမိတ်သွားလို့ရတယ်အန်ယူဂျီကိုကျွန်တော်တို့အဖြစ်ပြောမလားအန်ယူဂျီကခင်အန်ယူနဲ့မဟာမိတ်လို့ရတယ်အန်ယူဂျီကိုအဖြစ်ပြောမလားစကိုင်းမကွေးမှာရှိတဲ့ PDF တော်လည်းအကုန်လုံးကိုကချင်ကလူတွေကပဲတော့ဥဆောင်မှုပေးရတယ်။သူတို့ကအမျိုးသားသစ်စပေါ့တီလိုလိုစကိုင်းမကိုရလူတွေကိုကချင်ကအဖေခေါ်တဲ့လူတွေပါနေလို့ကျွန်တော်တို့စော်ကားလူမရဘူးလေမစော်ကားကြပါဘူး။ တဖက်မှာကျွန်တော်တို့ကစဖွဲ့လာတယ်စဖွဲ့လာပြီးမှကျွန်တော်တို့ရှင်နေဆိုကျွန်တော်တို့ရဲ့ကိုကြီးပဲကျွန်တော်တို့ရဲ့တူတီတော်ချင်းလက်နဲ့ကြိုင်မယ်သွားကူညီတောင်းတယ်ချင်းကတ်တဲ့ NC နဲ့ပဲသွားမယ်ဒီလိုပဲသွားမယ်မင်းတို့ကောင်တွေလူငယ်လေးတွေရှောက်မလုံနဲ့မင်းတို့မတော်လာနဲ့ရှောက်မလုံနဲ့ဆိုရင်မှပဲညှင်းပယ်ခဲ့တယ်နောက်ဆုံးကျွန်တော်တို့ကတင်တန်းပေးပါတင်တန်းလည်းမပေးနိုင်ဘူးလက်နဲ့လည်းမပေးနိုင်ဘူးနော်အဲ့လိုဆိုတော့နောက်ဆုံးကိုထမင်းကိုထန်ကိုဆန်ကိုထမင်းမှာစင်နေကမ်ဘီထရက်ချ်လာတင်ကျူပါမယ်ဆိုလဲမလာနဲ့တဲ့ ။ဟုတ်ပြီကျွန်တော်တို့ကတော့ဒါဆိုရင်ကျွန်တော်တို့ပြတ်ပြီ။အဲ့လိုရှင်းရှင်းလင်းလင်းပြတယ်လည်းကောင်းတာပဲဆင်မရှိတဲ့ car show တူမိနဲ့ကျွန်တော်တော်လာနေ။တော်လာလို့ရလာလို့အောင်အကောက်ကွန်းတိုင်ပွင့်နေအောင်မြင်လာတော့လက်နဲ့လေးတွေရလာ။ငွေကြီးလေးတွေဝိုင်းထူကြတယ်တနေငလုံးကဝိုင်းထူကြတယ်။ရှင်းရှင်းပြမင်းတက်ကောက်ကွန်းတိုင်ပွင့်ကိုလိုက်မင်းတက်ကိုထူတာမဟုတ်ဘူးတော်လန်ကြီးကိုထူတာ။ ဒီလိုမျိုးကိုမတူပြရလို့ထိုင်မတူပြဝိုင်းထူကြမှာကမ်ပလက်လို့ထိုင်ကမ်ပလက်ဝိုင်းလို့မှာဟာခါလို့ထိုင်ဟာခါဝိုင်းထူကြမှာဟာခါဆိုတဲ့နာမည်ကြောင့်ထူမှာမဟုတ်ဘူးတော်ထိုင်ရှိကုံပြောင်းလင်းချက်ပြနေလို့ရှိတဲ့ခါနဲ့တော်ထိုင်နိုင်လို့ထူကြမှာဝိုင်းထူကြတော့ကျွန်တော်တို့ဖန်နေရလာတယ်ရတဲ့ဖန်နဲ့လက်နဲ့ဝယ်မယ်စင်းနေစင်းနဲ့ဖန်လက်နဲ့မရှိဘူးရတော့ကကျွန်တော်တို့မရောက်နိုင်ဘူးဆိုတော့ကဲကျွန်တော်တို့ကချင်ကိုသွားမယ်ကျွန်တော်တို့ကချင်ကိုပဲသွားတယ်ဒါကချင်နဲ့ကချင်ကြီးကိုပဲ အဲ့ဒီမှာစင်နေစင်နေကတို့အရင်ကစားချုပ်ချုံထားတဲ့စာပိုက်အရာရှင်းပြနေမှာတခြားလဲနေကဘယ်သူမှမထုတ်ပါမှဆိုမှစီဒီမင်တက်လုံးဝလက်နေမရကျွန်တော်တို့မှာစစ်ကြောင်းထိုးခံရပြီရှက်ရရောတကြောင်းချောင်းစုံဖက်ကတကြောင်းရွှေအောင်တာဖက်ကတကြောင်းတောင်းလျှောက်စစ်ကြောင်းပတ်မှွေနေမှာထိုးနေကျွန်တော်တို့အသေးအတန်ခုခံကာကွယ်နေရပြီလက်နေတီတားအလိုနေတဲ့ချင်း KIA KIA ရှက်လက်နေဝင်မယ်အကုန်လုံးလိုက်ပိတ်တယ်လိုက်ပိတ်တော့ဟုတ်ပြီကျွန်တော်တို့ဒီမှာ ကျွန်တော်တို့ဘင်းတက်ကနဲ့တကယ် NUG MOD ဥယျာဉ်မှချိတ်ဆက်ပြီးအဲ့မှာသွားပဲမယ်အဲ့မှာလည်းလိုက်ပိတ်တယ်ကျွန်တော်တို့တော်လိုင်းရင်းလို့ရတော့မလဲကျွန်တော်တို့ရဲပေါ်တွေတည်နေပြီလေအာဇာနည်ရဲပေါ်တွေအများကြီးရှိနေပြီလေအဲ့လိုမျိုးချိန်နေကြကျွန်တော်တို့မှာဘာမှမရှိတော့ဆိုဘယ်လိုလုပ်ကြမလဲစကိုင်းမကူကြီးလိုင်းကျွန်တော်တို့ထက်ပိုဆိုးနေတဲ့လူပိုတနာဆရာကောင်းနေတဲ့တော်လိုင်းရဲဖွဲ့ဖြစ်နေတာဟုတ်အဲ့ဒီကြတော့ကျွန်တော်တို့တို့ကိုကျွန်တော်တို့ကိုလူသူလက်နဲ့ချင်းရဘူညီမယ် တကယ်စနစ်တကျကိုကြီးဒါဘသူလဲတစိမ့်ပဲအေးအေးပဲဟုတ်တယ်ဟုတ်လားအဲအခုချိန်ကြမှာကျွန်တော်တို့ကိုဟိုလိုဒီလိုလိုပြောလို့များလေကျွန်တော်တို့ဖြတ်တန်းခဲ့တဲ့တမိုင်းရှေ့ကြောင်းရတယ်နိုင်ရှိတယ်လေကျွန်တော်တို့ကိုပဲသူတို့ကပဲမရမကတွန်းပို့ခဲ့တာဟုတ်ကျွန်တော်တို့ကိုပဲညီကိုချင်းချင်းပဲပြစ်ပြစ်ခါခါလုပ်ကြတာကိုကျွန်တော်တို့ပြစ်ရပြစ်စီရပြစ်စီတော့လက်နဲ့မရအောင်ဟိုဟာမရထပ်ပမရလိုက်ပြီးမှဟိုဖြတ်ကျွန်တော်တို့ဖြတ်လေးဖြတ်လို့တာကဆက်ကစားတဲ့မဟုတ်ဘူး CIF ကပါကျွန်တော်တို့ကိုဖြတ်လိဖြတ်ဝိုင်းလောက်တာကိုကျွန်တော်တို့ CDF နာမင်တ CDF လက်မပူနော် CDF ငငယ်လေးက CDF ဖွဲ့လိုက်ဖွဲ့လိုက်အကုန်လုံးလိုက်ခံရတယ်ဘယ်မှမလက်နဲ့ဝယ်စရာမရှိဘယ်မှမတော်လှန်စရာမရှိလက်နဲ့ခဲမပြည့်စုံလို့ကြာဆုံးနေတဲ့အာဆန်တွေရဲပေါ်တည်နေတာလေးကျွန်တော်တို့အများကြီးမြင်မြုပ်ခဲ့ရတယ်အဲ့ဒီကနေကျွန်တော်ရုံးကန်တာဖြစ်တယ်အဲ့လိုမျိုးအခြေအနေကျွန်တော်တို့ဘယ်သူတွန်းပို့ခဲ့တယ်လဲဆိုတာမျိုးတွေကျွန်တော်တို့စံကြည့်ရမယ်ဒီလိုအခြေအနေဖြစ်လာတယ်ဆိုတော့ခုမှကောက်ကန်ငင်ကဖြစ်လာတာမဟုတ်ဘူးလေ သူကသူဘယ်လိုပြောမလဲအကြောင်းရှိလို့အကျိုးဖြစ်လာတာပေါ့ဒါကကျွန်တော်တို့က result consequences တွေရှေ့မှာ action ရှိပြီးသားအဲ့ဒီရဲ့ consequences တွေဖြစ်လာတာပေါ့